ကိန်းနန်းတော်ရဲ့ပညာတာပပရှားပြမှုကြောင့်ပွေတဲ့အကြောင်းဖုံးမရအောင်ပေါ်လာတဲ့ဟင်းဝင်ရံတနိုင်ကလုံးကအစုပြည့်တဲ့စင်ရဲ့မင်္ဂလာပွဲကိုပဲအာယုံစိုက်ထားချိန်မှာဟင်းဝင်ရံကတော့တစ်ဖက်မှာတရှားမင်းကလေးနဲ့အကြည့်ဆိုင်လို့နေပါတယ်လူမြင့်ကွင်းအရာဟင်းဝင်ရံကထက်ထထုံးကိုအကောင်းလေးပုတ်လိုက်ပကောင်းလေးဖက်လိုက်လုံနေတာပါဒီလိုရိုက်ကူးပေးဖို့အတွက်စိန်နန်းတော်ကပညာတာပပနဲ့ငှားရခဲ့တယ်လို့သိရပြီးဇညွန့်အရာဟင်းဝင်ရံနဲ့ထက်ထထုံးကအကြည့်ဆိုင်ရမှာဖြစ်ပါတယ်မင်းသားမင်းသမီးမို့လို့ဟန်ဆောင်ပတ်ဆောင်လို့ရတဲ့ဆိုပေမဲ့လည်း ဟဲဝင်ရံကတော့အရန်ကိုတကြနေခဲ့ပြီးမျက်နာမူရရောရှိတဲ့ပုံစံကရောအသက်ဝယ်လုံးနေတာဖြစ်ပါတယ်ထထထုံးကိုဖတ်ထားတဲ့ပုံကလည်းဝိုင်းရင်တူးနဲ့အရန်ကိုရဲတင်းနေပြီးထထထုံးရဲ့သပင်လေးတွေကိုပါပုံစံပြင်ပေးလိုက်ပါသေးတယ်တကယ်ဆိုလက်ထပ်တော့မဲ့ယောက်ျားတယောက်အနေနဲ့ကင်မရာရှေ့မှာတရုပ်ဆောင်ရတဲ့ဆိုရင်တောင်အတီမရိုက်သေးတဲ့အချိန်မှာတခြားမိမအပေါ်အခုလိုတွေလို့ပေးဖို့မလိုပါဘူးဒါကြောင့်ငယ်စဉ်ဖတ်တဲ့အကလုံးကပါအော်တော့ခဲ့ပြီးဒီလိုမျိုးနဲ့ဒီလိုကူးစိုက်တာမျိုးကို စိုးပြစ်တစင်းနဲ့ပဲလှုပ်တဲ့လှုပ်ထင်ထားတာမိမတကာပေါ်ခူးဆိုင်ပြနေတာလားလို့မိကုံထုတ်ခဲ့ကြပါတယ်ဒီလိုတွေးစရာကောင်းလာအောင်လဲဟေးဝင်ရဲ့ပုံစံဟာဘလို့ကြည့်ကြည့်မိမကျွမ်းကြည့်တဲ့ပုံပေါက်နေတာလည်းဖြစ်ပါတယ်ဝါစုခန့်တဲ့နေတုန်းကလည်းနှညတောင်တူဖြတ်တန်းခဲဖူးတာမို့လူပြောမဟုတ်တော့ပဲမိန်ကလေးတွေကိုဘလို့ကြည့်ရမယ်ဘလို့စစ်ဆန်ရမယ်ဘလို့ဂူးဆိုက်ရမယ်ဆိုတာအထာနဲ့နေတဲ့ပုံပေါ်ပါတယ်စိတ်နှမ်းတော်ကလည်းဟင်းဝင်ရနဲ့အတူတူအလုပ်တွေအများကြီးတွဲလုပ်ခဲဖူးတာမို့ မင်းသားရဲ့အရှုံးနဲ့အထာကိုကောင်းကောင်းတည်ထားပုံပေါ်ပါတယ်။ဒါကြောင့်လည်းအခုလိုပွဲမျိုးကိုတက်တက်ဖန်တီးပေးလိုက်ပြီးဟိဝင်ရဲ့ဖုံးခွဲထားတဲ့ဇိုင်းနဲ့ဗီဇတွေကိုပြိတ္တမြင်တဲ့အောင်တမင်ချပြလိုက်တာလည်းဖြစ်နိုင်ပါတယ်။ဟိဝင်ကအသက်30ကျော်နေပြီမို့လို့သူ့အရွယ်နဲ့အရန်ရိုးပါတယ်အေးပါတယ်မိမကိစ္စရှင်းပါတယ်ဆိုတာကိုယုံဖို့ခက်ခက်ပါပဲ။အခုပုံစံအတိုင်းဆိုရင်ဒီလိုမျိုးနှမေးနဲ့အကြည့်တွေက ိမတွေရဲ့အထာကိုတေချာတိထားတဲ့ပုံလို့ကိုပြောလို့ရပါတယ်ထွတ်ထုံးကလည်းအနေထိုင်မဆင်ကျင်ပဲရဲတင်လုံးတယ်လို့ပြောရမလားပါပဲဒီလိုအချိုးမျိုးနဲ့တော့ဆိုရင်ဟင်းဝင်ရမယ့်ယူမဲ့အစိုးပြတစေတယောက်တော့အင်တောင်ရေးဒုက္ခတွေကိုကြိတ်ပြီးခံရမလားတွေးမိပါတယ်ဒါကြောင့်ပြိတ္တထက်ကတယောက်ဆိုရင်ဒီရွယ်ရောင်းမှအမီးမပေါက်တဲ့အမြောက်ဆိုတာမရှိပါဘူး။ယောက်ျားတွေကပိုတောင်မာယာများသေးတယ်။အသက်30ကျော်အထိမိမမယူဘဲနေတဲ့ဆိုတာကြားပေါက်စားလို့ရတာလည်းရှိလို့ပဲ လူရှိမှရမ်းတော်ပါလေအရန်အေးပါလေဆိုတဲ့ကြားဖားကြီးတွေလုံရင်ပို့ဆိုတဲ့တရားတတိထားပါဆိုပြလေးရေဝိုင်းစုနဲ့တုံးကလည်းနှညအေးပြီးမှဟင်းဝင်ရအပောင်းသူတို့တမိသားစုလုံးကစားပြီးနားမလည်လောက်ခဲ့ကြတာအခုလည်းဆိုပြကိုဆိုမိန်မကောင်းမှုလို့သူတို့လိုတဲ့အတိုင်းကြိုးဆွဲလို့ရလို့သဘောတူပြီးလက်ထပ်ပေးတာပါဟင်းဝင်ရရဲ့မိန်းမတွေပေါ်အခုလိုပုံစံအခုလိုအကြည့်နဲ့ဆို စမောဆွဲဖို့လဲဝင်လေးတဲ့ပုံမပေါ်ပါဘူးမယူခေတရှာစဉ်းစားစီချင်တယ်လို့ PTT ပေးရှစ်တွေရေးသားခဲ့ပါတယ်ဗိဒါကြီးတို့ရောစိန်နန်းတို့ရဲ့ပြည်ညာသားပါပါရှာပြမှုတစ်ခုကြောင့်မိမကျွမ်းကျင်နေတဲ့အိမ်ဝင်ရရဲ့မျက်နှာပုံကြီးကွာချလာတဲ့ပေါ့ဘလို့များထင်ကြပါတယ်လဲနော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်